ပရီးမီယာလိဆန်ဂျီနီပြောင်းရွှေ့ကြီးပေါင်126တန်းနဲ့လီဗာပူးကိုရောက်လာမဲ့ Florian Vaz လီဗာပူးစင်ကြံပွဲ Florian Vaz ကိုလီဗာပူးတင်တဲကြီးမဲကြီးလိုက်နေပါတယ်သူကိုလီဗာပူးရဲ့ပရီးမီယာလိပြိုင်ဘက် Man City နဲ့ La Liga ထိပ်သီး Real ကလည်းစိတ်ဝင်စားနေတာပါလီဗာပူးက Florian Vaz ရဲ့ပြောင်းရွှေ့ကြီးပေါင်106တန်းနဲ့ကမ်းလှမ်းထားတာပါဒါကလီဗာပူးအသင်းတပိုင်းတစ်လျှောက်ဆန်ဂျီနီပြောင်းရွှေ့ကြီးတစ်ခုပါပဲလီဗာပူးရဲ့ပြောင်းရွှေ့မူဝါဒကအဖိုးနေပြီးအရေးသွေးမြင့်တဲ့ကစားသမားတွေကိုဦးစားပေးခေါ်ယူတဲ့အချက်ပါ2019ခုနှစ်မှာဆာလာကိုပေါင်38တန်း ကီတာကိုပေါင်တန်း90၊2018ခုနှစ်မှာဗန်ဒိုက်ကိုပေါင်85တန်း၊2022ခုနှစ်မှာဒါဝင်နီးယက်စ်ကိုပေါင်85တန်းပေးခဲ့တာတွေဟာလေဘာဦးတင်တမန်တစ်လျှောက်စံချိန်တွင်ပြောင်းရွှေ့ကြီးတွေဖြစ်ခဲ့တာပါ။လေဘာဦးတင်ကဖလိုရီယန်ဘက်စထရက်ပြောင်းရွှေ့ကြီးပေါင်109တန်းနဲ့ကလန်ထားပေမဲ့လေဘာဦးစင်ဘက်ကတော့ပေါင်126တန်းထိအလိုရှိနေပါတယ်။လေဘာဦးစင်တင်ကပြောင်းရွှေ့တစ်စိတ်တစ်ပိုင်းဖြစ်လေဘာဦးကစားသမားနှစ်ဦးကိုလည်းအလိုက်တောင်းထားတာပါ။ဝင်းလေလူအီလီယောနဲ့နောက်ခံလူကွယ်ဆာရိုကိုလေဘာဦးစင်ကလည်းအလိုရှိနေတာပါ။ ဖလော်ရီယန်ဘတ်စ်ကနီးပြောင်းအောင်အလွန်ဆိုလက်ထက်လီဗာပူးစင်အသင်းအောင်မြင်မှုတွေမှာအဓိကခြေစွမ်းပြခဲ့သူတူဖြစ်ပါတယ်။ပန်စင်လမ်းကြောင်းတွေအတွက်အခွင့်အရေးကောင်းတွေဖန်တီးနိုင်ပြီးကိုရန်ဂိုးသွင်းယူနိုင်သူလည်းဖြစ်ပါတယ်။လီဗာပူးကဆာလာကိုမိကိုနေရာဆဲတိုက်စစ်အတွက်ဖလော်ရီယန်ဘတ်စ်နဲ့အားပြည့်ချင်နေတာပါ။တိုက်စစ်နေရာဆုံးကစားနိုင်တဲ့ဖလော်ရီယန်ဘတ်စ်ကဒဏ်ရာမကျခဏရတတ်တဲ့လူဝစ်ဒီအက်စ်ခြေစွမ်းမတည်ငြိမ်တဲ့ဂပိုရုထက်ပို့ပြီးလီဗာပူးတိုက်စစ်ကိုပို့ပြီးတော့အကျိုးပြုနိုင်တဲ့အခြေအနေမှာရှိပါတယ်။လဘဘူကအသင်းဆက်ငင်းနေခြင်းနဲ့ခေါ်ယူထားပြီးမှအစမပြနိုင်တဲ့ဒါဝင်နူးယက်စ်ကိုလည်းပြန်လည်ရောင်းထုတ်ပွဲရှိနေတာပါ။ ်လက်ရှိမှာလေမောက်ဘူးကအာနိုနီယာအစားထိုးဖို့အတွက်လေမောက်ဘူးစင်တင်ကဖရင်ဘောင်ကိုခေါ်ယူထားပြီးအခု Florian Vest ကိုထပ်ပြီးခေါ်ယူနိုင်မယ်လို့ယုံကြည်နေတာပါပဲ Florian Vest ကသတင်းတွေအတိုင်းပေါင်106တန်းဒါမှမဟုတ်126တန်းနဲ့ရောက်လာမယ်ဆိုရင်လေမောက်ဘူးအသင်းအတွက်တောင်မှကပရီးမီးယားလိပြိုင်ပွဲအတွက်ပါစံချိန်တွေကြောင်းရွှေ့ကြီးတစ်ခုဖြစ်လာမှာပါ MNS ပေါ်မှာတင်ဆက်ပါရယ်ဘောလုံးနဲ့ပတ်သက်တဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ